ဂျုံကင်းသမဟုတ်စိုက်ပါပန်းအငွေသားနဲ့ဂျောင်းလိုက်မျိုးတော်ပရိတ်တကြီးအလုံးမဲမင်္ဂလာဝါရှင်တီကစ်ချန်နယ်တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီမျိုးလေးကတော့တရုတ်ရဲ့လင်းလင်းမြန်မြန်ဖွံ့ဖြိုးတိုးတက်နေတဲ့မျိုးတွေရဲ့အထဲမှာအထူးခြားဆုံးမှာပဲဒီမျိုးလေးကိုဂျုံကင်းလို့ခေါ်ကြပါတယ်ဘာရီထူးခြားသလဲဆိုတော့ပတိဝဝင်အနေထား꽌ပြမှုအခြေအနေကနေစပြောရမှာပါဂျုံကင်းကတောင်ကုန်းထွက်တဲ့ပြင်းမြင့်တဲ့ရွယ်ဆုံးရာမှာတရှိပါတယ်။တနည်းအားဖြင့်မြင်းနေရကသက်ချက်တွေရှိတဲ့နေရာလိုပဲဆိုရမှာပါ အဲ့ဒါကြောင့်ဂျုံကင်းမြို့လေးမှာလူနေထူထပ်လာတာနဲ့အမျှမိုးမျောတိုက်တွေကလည်းအပြိုင်ဆိုင်ထွက်လာခဲ့ရပါတယ်။လူနေအစာအုပ်တွေပဲလားဆိုတော့မဟုတ်ပါဘူး။လမ်းတွေတံတားတွေကလည်းအထက်ထက်အစင်းစင်းရှုပ်ထွေးစွာပေါ်လာခဲ့ရတာပါ။တကယ်လို့ချုံကင်းကတောင်ပေါ်မြို့လေးလေးဖြစ်ပါတယ်။အဲဒါကြောင့်တိုက်တာအစာအုပ်တွေလမ်းတံတားတွေကိုလည်းတောင်ဆောင်တွေနဲ့လိုင်လျောညှိတွေဖြင့်အောင်ကြမ်းဖန်ပြီးတိစောက်ထားခဲ့ရတာပါ။ အဲ့ဒီအခင်းကျင်းကပဲစုံကင်းကိုတမှုထူးခြားစေတာဖြစ်ပါတယ်စုံကင်းကအဆောင်အုံတွေကိုဘလို့အမြင့်ဆုံးအထိတည်ဆောင်မလဲလူတွေရဲ့ကုန်ပစ္စည်းတွေကိုဘလို့ချုံးဝှက်စွာတည်ယူပို့ဆောင်မလဲဆိုတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အင်ဂျင်နီယာတွေနဲ့ဗိဒုကပညာရှင်တွေကအမြဲတမ်းတည်တွင်ဆန်းသင့်နေခဲ့ကြပါတယ်ဒါကြောင့်လည်းအဆောင်အုံခမိုးပေါ်ကဓာတ်ဆီဆိုင်လိုမျိုးတွေတိုက်တဲ့ကပေါက်ထွက်တဲ့မိုးပြန်ရထားတွေထွက်လာခဲ့ရတာပါနောက်ပြီးတင်ကမြေပေါ်မှာရှိနေတယ်လို့ထင်ရတဲ့အချိန်မှာပဲမိုးမြတိုက်ကြီးတစ်လုံးရဲ့ခေါမိုးပေါ်မှာရောက်နေနိုင်တာပါ ။ဒါအပြင်ကပအနက်ဆုံးမြေအောင်ရထားလန်ကိုလည်းချုံကင်းကပန်ဆိုင်ထားခဲ့ပါတယ်။ဆောင်ကင်းမျိုးရဲ့ထူးခြားတဲ့ပထဝီဝင်အနေထားနဲ့မြို့ပြအစီအစဉ်တွေဟာဒေတာကန်တွေနဲ့လူနေမှုပုံစံနဲ့ယဉ်ကျေးမှုအပေါ်မှာလည်းများစွာတည်ရောက်မှုရှိပါတယ်။ဥပမာအားဖြင့်လမ်းတွေရှုပ်ထွေးတာကြောင့်ဒေတာကန်တွေဟာလမ်းကြောင်းတွေကိုကျွမ်းကျင်စွာမှတ်သားနိုင်တဲ့အလေးအကျင့်ရှိလာကြပါတယ်။ အဆောင်အုံတွေအထက်မြင့်တာကြောင့်အိမ်မင်းတွေနဲ့ရင်းနှီးမှုရဖို့ခက်ခဲနိုင်ပေမဲ့တစ်ချိန်တည်းမှာပဲအပေါ်တက်ကနေမျိုးရက်လာပါတဲ့မြင်ကွင်းကိုခံစားနိုင်တဲ့အခွင့်အရေးလက်ရှိပါတယ်။ဒါအပြင်ဂျုံကြီးမျိုးဟာသူ့ရဲ့ဆဟတဲ့အစားစာတွေနဲ့လည်းနာမည်ကြီးပါတယ်။တောင်ပေါ်ဒေတာဖြစ်တာကြောင့်စပြုတ်ဖြစ်ထွန်းတဲ့ဟင်းသင်းရွက်တွေနဲ့ဒေတာကြွက်အမွေးကြံတွေကိုအသုံးပြုပြီးအရသာရှိတဲ့ဟင်းလျာတွေကိုချက်ပြုတ်ကြပါတယ်။အထူးသဖြင့်ဂျုံကင်းစတိုင်ဟော့ပေါ်ကဒီမျိုးမှာနာမည်အကြီးဆုံးပါပဲ။ဂျုံကင်းမျိုးရဲ့ရှုပ်ထွေးတဲ့လမ်းတွေ မိုးချုံမြင်မာတဲ့အဆောက်အုံတွေနောက်ဘက်မှာထိန်လင်းနေတဲ့မီးရောင်တွေနဲ့ခင်မီနေပညာရင်းရဲ့ပေါင်းစပ်မှုတွေကသိပ္ပံဝိတုတွေကဆက်ပပတ်မျိုးတော်တွေကိုတောအမတ်ရစေပါတယ်။ break runner လိုမျိုးရုပ်ရှင်ထဲမှာတွေ့ရနိုင်တဲ့နာကမြုပ်ကြီးတွေနဲ့ဆင်တူတဲ့အငွေ့သက်တွေကိုဂျုံကွေးမြုပ်ပါခန်းစားနိုင်ပါတယ်။ဒါကြောင့်လဲကဘာတဝမ်းကတပ်ဖို့ဇေယျတွေရုပ်ရှင်ရဲ့ကုသတွေနဲ့ခီးသွွားတွေအတွက်ဂျုံကင်းဟာအလွန်စိတ်ဝင်စရာစကောင်းတဲ့နေရာတစ်ခုဖြစ်လာတာပါ။ ချုပ်မြမျိုးရဲ့ဝင်မျိုးကျဆမှုပုံစံတခြားသောမျိုးကြီးတွေအတွက်လည်းသင်ခန်းစာတစ်ခုဖြစ်နိုင်ပါတယ်။မြင်းနေရကန့်အသက်ရှိတဲ့မျိုးတွေအနေနဲ့ချုပ်ကင်းရဲ့တောင်လိုက်ဒီဆောင်မှုပုံစံကိုအတူယူပြီးပုံမထရောက်တဲ့မျိုးပြအစီအစဉ်တွေကိုဖန်တီးနိုင်ပါတယ်။ဒါအပြင်သဘာဝပတ်ဝန်းကျင်နဲ့သဟဆတ္တာဖြစ်အောင်ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အချက်ကိုလည်းချုပ်ကင်းကနေလေ့လာသင်ယူနိုင်ပါတယ်။မိကုံးချုပ်အနေနဲ့ချုပ်ကင်းမျိုးဟာရိုးရိုးရှင်းရှင်းမျိုးတမျိုးမဟုတ်ဘဲတမိုင်းချောင်းရင်းကျင်းမှုပထဝီဝင်အနေထားနဲ့ခိမိတိုးတက်မှုတွေ ထူးထူးခြားခြားပေါင်းစပ်ထားတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့မြင်ကွင်းတွင်အအောင်ဖွဲ့ရာတိစောက်ပုံတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့လူနေမှုပုံစံတွေကြောင့်ချုံကင်းဟာတောလာလဲပတ်ဖို့အကောင်းဆုံးမြို့တစ်မြို့အဖြစ်ဆက်လက်တည်ရှိနေမှာတိကျကြောင်းဝင်မြလိုက်ရင်ဒီကုံချုံလိုက်ရပါတယ်ရှင်။အဆုံးနဲ့ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။